ရာဇီနိုင်ငံမှာကျင်းပနေတဲ့ COP30 ရာသီဥတုထိပ်သီးညီလာခံကြီးဟာတရောက်လာတဲ့နိုင်ငံတွေအတ္တိကထားစုပေါင်းတောင်းဆိုချက်တွေကိုခြံလှန့်ထားတဲ့ရာသီဥတုသဘောတူညီချက်နဲ့ပိတ်သိမ်းဖို့ခက်ခဲနေပါဗျ။လက်ရှိညီလာခံရဲ့အပြီးသက်သဘောတူညီချက်ကိုမချေနှက်ကြတဲ့ကိုလံဘီယာ၊ပနမ၊ယူရိုဂွေးနဲ့ ကနေဒါတို့လိုနိုင်ငံကိုယ်စားလှယ်တွေကသူတို့ရဲ့စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ကြတာကြောင့် COP ညီလာခံဥက္ကဋ္ဌကညီကုံချုပ်ဇီဝေးကိုရပ်ဆိုင်းခဲ့ရပါတယ်။ denying the best available science requires ရှိရရှိနိုင်သမျှအကောင်းဆုံးသိပ္ပံနည်းပညာတွေကိုပြည့်ပယ်လိုက်တာဟာကမ္ဘာရာသီဥတုစနစ်တစ်ခုလုံးကို NEA ဖြစ်စေရုံမကကျမတို့ကိုယ်ပိုင်ရှင်သန်မှုကိုပါ NEA ဖြစ်စေပါတယ်ကျမတို့ကမ္ဘာကြီးကိုဘယ်လို message မပေးနေတာလဲလို့သူတို့မေးနေကြတာပါရုပ်ကျွင်းလုံစာအပေါ်မိခုံမှုဖြည်းဖြည်းချင်း short ချဖို့ ဝင်လင်းမြင်သားတဲ့ရလဒ္ဒီရက်ကိုပေးဆွံမှုသူတို့ကတောင်းဆိုနေကြတာဖြစ်ပြီးဒါကိုကျမတို့မဖြစ်စည်းနိုင်ဘူးလို့ခံစားရပါတယ်လို့ကိုလံဘီယာကိုယ်စားလှယ်ကပြောဆိုပါတယ်။ဒါဟာဆိုရမဟုတ်တဲ့အဖွဲ့အစည်းတွေအတွက်ပါစိတ်ပျက်စရာဖြစ်ခဲ့ပြီးသူတို့ကရုပ်ကျွမ်းလောင်စာတွေပေါ်မိခုံမှုတဖြည်းဖြည်းရှင်းချသွားရေးလမ်းပြမြေပေါ်မထွက်ပေါ်လာတာကိုမိမောင်းထိုးပြခဲ့ကြပါတယ်။ ဒီဂရိကဝတ်ကိုပြီးခဲ့တဲ့ဒူဘိုင်းမှာကျင်းပခဲ့တဲ့ COP28 ညီလာခံမှာနိုင်ငံပေါင်း190ကျော်ကသဘောတူညီခဲ့ကြတာပါရုရှားနဲ့ဆော်ရီအာရီပြလိုရေနံကျော်ဝတဲ့နိုင်ငံတွေကတော့ရေနံကြောင့်မိသွေးနဲ့တဘာဝတန်ငွေတို့လိုရုပ်ကျင်းလောင်စာတွေကနေကူးပြန်ဖို့ကိုကန့်ကွက်ခဲ့ကြပါတယ်ဒီလာကဲဥက္ကဋ္ဌကတော့လက်ရှိတည်ပြုထားတဲ့ရာသီဥတုသဘောတူညီချက်အပြင်ဒီကြားလမ်းပြမြေပုံတစ်ခုကိုဖော်ဆောင်သွားမယ်လို့ပြောပါရတယ်။ I as president of COP30 ဒါကြောင့် COP30 ညီလာခံဥက္ကဋ္ဌအနေနဲ့လမ်းပြမြေပုံနှစ်ခုကိုဖော်ဆောင်သွားပါမယ်။ပထမတစ်ခုကတော့တစ်တော်ပြုံတိမှုတွေကိုရပ်တန့်ပြီးကမ္ဘာတစ်တော်တွေပြန်လည်စိမ့်လန်းလာရေးအတွက်တစ်ခုနဲ့နောက်တစ်ခုကတော့ရုပ်ကြွေးလောင်စာတွေကိုမှီခိုမှုကနေဒန်းညီမြစနစ်ကျတဲ့ကုပြားနိုင်ရေးအတွက်ဖြစ်ပါတယ်။ခုညီလာခံတူတက်မှုတွေထဲမှာကမ္ဘာရာသီဥတုပြောင်းလဲမှုနဲ့လယောင်းညီတွေနေထိုင်နိုင်ရေးထောက်ပံ့ကူညီမှုတွေကို 2035ခုနှစ်မှာတစ်နှစ်ကိုဒေါ်လာဘီလီယံ120အထိသုံးဆတိုးမြှင့်သွားဖို့ပါဝင်ပါတယ်။ဒါဟာရာသီဥတုထိန်းသိမ်းရေးဗန်နာရေးကိုပုံမှန်သုံးဆွဲလို့တဲ့ဖွံ့ဖြိုးဆဲနိုင်ငံတချို့အတွက်သတင်းကောင်းဖြစ်ပါတယ်ရှင်။